လူတယောက်အတွက်အသက်အရွယ်30နဲ့40ကြာဆိုတာ strategic change တွေလုပ်နေရမယ့်အချိန်ဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ပြောရတာရှိတယ်40မှာပွားစားတာပေါ့နော်။တလောကကျွန်တော်ဆရာတယောက်နဲ့ဆွေးနွေးပြတော့သူပြောတာလေးတခုကျွန်တော်တို့မှတ်သားဖို့ကောင်းတယ်။လူတယောက်ကတည်းကဒီကျွန်တော်လုပ်ငန်းဝင်စဝင်နဲ့20ပေါ့နော်အသက်20နဲ့30ဆိုတော့ကျွန်တော်တို့ဒီစမ်းသပ်မှုတွေလုပ်နေရမှာယူကျွန်တော်တို့အဲ့မှာ learning လုပ်မယ်ကျွန်တော်သင်ယူမှုတွေလုပ်မယ်ကိုယ့်ရဲ့ဒီ development အတွက်ကျွန်တော်တို့လေ့လာစရာရှိရတယ်လေ့လာမယ်ဒီလိုပဲကျွန်တော်တို့က ဒီရွေးချယ်မှုတွေလုံးမယ်ကျွန်တော်တို့လော်ရင်းကိုင်းနဲ့အမားတွေလုံးနိုင်တယ်ကျွန်တော်တို့တလွဲတွေလုံးမနိုင်တယ်ကျွန်တော်တို့ဒီလဲကြတာတွေဖြစ်နိုင်တယ်ကျွန်တော်လဲကြတယ်ဆိုရင်လည်းဒါပြန်ထမယ်ပေါ့နော်ကျွန်တော်တို့ဒီလုံးလေးကိုင်းလေးကျွန်တော်တို့ရွေးချယ်စရာရှိတာရွေးချယ်မယ်လဲကြတယ်ကျွန်တော်တို့ပြန်ထတယ်စသဖြင့်ကျွန်တော်တို့ကဒီ30လောက်ထိဒီလိုလုံးလုံးကောင်းတယ်အထူးသဖြင့်တော့ကျွန်တော်30နဲ့40ကြာမှာသူကပြောလဲဆိုတော့ဒီရွယ်မှားတဲ့ဒီ strategy change တွေလုပ်တင်ပြီးတယ်သူပြောချင်တာကမှတ်ထားပါတော့ကျွန်တော်တို့ဒီဝန်ထမ်းလုပ်တယ် professional လုပ်တယ်ဆိုရင်ဒီရွယ်မှားကျွန်တော်တို့ကဒီ senior role လို့ဟာမျိုးကျွန်တော်တို့ ဘယ်လမ်းကြောင်းနဲ့ကျွန်တော်တို့သွားမလဲမှတ်ထားတော့မန်နေဂျာရိုးနဲ့ကိုဒီဆက်လက်ရက်တည်မလားကျွန်တော်ဒီ department တကူရဲ့ head နဲ့ကျွန်တော်တို့ဆက်လက်ရက်တည်မလားဒါမှမဟုတ်လည်းဒီ bay position နဲ့ bay down ယူမှုနဲ့ကျွန်တော်ဒီထားပါတော့ကိုယ့်ရဲ့ဒီ professional လမ်းကြောင်းဆိုရင်လည်းဘယ်အလုပ်နဲ့ပဲကျွန်တော်တို့တောက်လျှောက်ကိုဒီလမ်းကြောင်းဖောက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်။တွားဖို့လိုတယ်။ဒီလိုပဲကျွန်တော်တို့ကဘာဆက်ပြီးဆွေးနွေးပြလဲဆိုတော့ဒီရွယ်မှာကျွန်တော်တို့ဒီကိုပိုင်လုပ်ငန်းလုပ်ပြီးတော့လမ်းကြောင်းဖောက်မယ်ဆိုတော့ဒါလုပ်လို့ကောင်းတဲ့ရွယ်လို့ပြောလို့ရ။ဒီရွယ်မှာဗျာကျွန်တော်တို့ဒီအထွေထွေအားဖြင့်တော်တော်လေးရှိလာပြီ ကိုယ့်ရဲ့ professional ပတ်သက်ရင်လည်းကျွန်တော်တို့ကအတိုင်းအတာတစ်ခုထိကျွမ်းကျင်မှုရှိနေပြီလို့ပြောလေကျွန်တော်20တည်းကစခဲ့တယ်ဗျာကြောင်းနေကြောင်းနေကြောင်းနေဒါပေမဲ့ကျွန်တော်ဂျာထဲမှာလှုပ်လာခဲ့တဲ့အခြေအနေများရှိတယ်ဆိုတော့ကျွန်တော် scale အဖြစ်နဲ့ကျွမ်းကျင်မှုအဖြစ်နဲ့ကျွန်တော်တို့ level တစ်ခုရောက်နေပြီပြီးရင်ကျွန်တော်ဒီ network ပေါ့နော် network ကကျွန်တော်တို့ဒီလှုပ်လာတဲ့တက်တန်းတစ်လျှောက်မှာကျွန်တော်တို့ဒီအဆက်အသွယ်တွေကျွန်တော်တို့မိတ်ဆွေပေါင်းနေတယ်ဒါလေးကျွန်တော်တို့အများကြီးရလာတယ်နောက်တစ်ခုကပါလဲဆိုတော့ဒီလုံငန်းတစ်ခုလုပ်မယ်ဆိုကျွန်တော်လိုအပ်တဲ့ကိုပိုင်းအရင်းနှီးကလည်းဒီအသက်ရွယ်ဆိုတော့ဒါအတိုင်းအတာတစ်ခုထိအဆုံမီဆောင်မီနိုင်တဲ့အရွယ်လို့ပြောလို့ရတယ် ျွန်တော်အများကြီးမဟုတ်သေးရင်တော့ကိုယ်လုံငန်းကျွန်တော်တို့စဖို့အတွက်ဒီပုံမှန်နာတစ်ခုပေါ့နော်ကက်ပီတယ်တစ်ခုကျွန်တော်တို့ရနိုင်တယ်ဆိုတော့ဆိုတော့ကိုယ်ပိုင်လုပ်ငန်းစမယ်ဆိုရင်လည်းကျွန်တော်တို့ဒီ30နဲ့40ကြာဒီအရွယ်ကကျွန်တော်တို့အကောင်းဆုံးအသက်အရွယ်တစ်ခုလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီကဘာမှာပဲကြည့်ကြည့်အောင်မြင်တဲ့လုပ်ငန်းရှင်တွေအများစုကပြန်ကြည့်ရင်ဒါ30နဲ့40ကြာတမှာများတယ်ပေါ့နော်ဒီ level မှာဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဆောင်းဆောင်မှုယူတာနဲ့ပတ်သက်ရင်လည်းဒီ UI ကကျွန်တော်တို့လုတ်လုကောင်းတဲ့ UI လေးပြောလို့ရတယ်။အမှလူကအသက်ကြီးသွားရင်ကျွန်တော်ဆောင်းဆောင်မှုယူဖို့ ည်းနည်းခတ်လာတယ်ကျွန်တော်နည်းနည်းလန့်လာတယ်ပေါ့နော်မှတ်ထားဖို့တော့ငယ်တော့ရတော့မှကျွန်တော်တို့လဲကြံပြန်ထားဖို့လွယ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာလဲကြံပြန်ထားဖို့ကျွန်တော်တို့မှအချိန်သိမရှိတော့နောက်တစ်ခုကကျွန်တော်တို့ထမ်းမြတ်မှုတွေလျှော့ကြလာတယ်အမလူတယောက်ကဗျာဒီအသက်20 30ဒီပတ်ချလိုက်ရကျွန်တော်တို့အုံနောက်ကထမ်းမြတ်ဆုံးပဲပထမရွယ်နောက်ဒုတိယရွယ်ထားပါတော့ကျွန်တော်40ပတ်ချလိုက်ဒီအဲကျွန်တော်ထမ်းမြတ်မှုတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကနောက်ပိုင်းအသက်အရွယ်တစ်ခု ကြလာတာနဲ့မြတ်ကျွန်တော်တို့ရဲ့ဒီညံထက်မြတ်မှုတွေနောက်ဆုံးမြတ်ကျွန်တော်တို့ကျမ်းမာကြီးကပြန်ကျင့်လဲအသက်40နောက်ပိုင်းဆိုရင်ကျွန်တော်တို့ကျမ်းမာကြီးကတချို့ဟာတွေမှာအကျွန်တော်မှာပြဿနာလေးတွေရှိလာတာရှိတယ်ဒါကြောင့်မို့လုတ်လုတ်ကောင်းဆုံးအရွယ်ဒီခုနဆရာပြောလို့ပဲကျွန်တော်တို့30နဲ့40ကြားမှာဒီ strategic change တွေလုတ်လုတ်ကောင်းလာတဲ့ဒါအရွယ်လို့ပြောလို့ရတယ်ဟိုကကျွန်တော်တို့ဒီလုပ်ငန်းဝင်မှာပြန်ကျင့်လဲရတယ်ဒီ30နဲ့40ကြားဒါအများကြီးကဒီ management role မှာ ဒီ meta management မှာသူတောင်းယူလာပြီတချို့ဆိုရင်ဒါ30တောင်းအသက်30မရောက်သေး manager ဖြစ်နေတဲ့လူတွေတောင်းရှိတယ်ဒါကြောင့်မို့ကိုယ့်အနေနဲ့ DUI မှာမှကျွန်တော်တို့ကဒီလို level မရအောင်ဆိုလို့ရှင်ဖဲရွယ်မှာကျွန်တော်ရအောင်မလဲကျွန်တော်တို့အရပါသေးတယ်စောပါသေးတယ်အနောက်မှာ AC ကြည့်လောက်တော့အသက်ရွယ်တဖြည်းဖြည်းကြီးလာတဲ့ချိန်မှာကျွန်တော်မှလှုပ်ရှားတယ်ရွေးချယ်ရတယ်အကန့်အသတ်ဖြစ်လာမယ်ထားပါတော့ professional လုပ်မယ်ဝန်ထမ်းလုပ်မယ်အကျွန်တော်တို့ကဒီတာမန်ချိန်နေနဲ့ကျွန်တော်တို့ကအသက်ကြီးတဲ့ထိလှုပ်လို့မရအသက်ကြီးတဲ့ထိဘယ်သူမှဒီတာမန်ချိန်နေမှာမထားကိုဒီ professional လုပ်မယ်ဆိုရင်တော့ level တစ်ခု အနေနဲ့ဒါတောင်းယူဖို့လိုလာတယ်ပေါ့နော်ကျွန်တော်လုပ်ငန်းရှင်တယောက်ပြောတာလေးတွားပြီးတော့အမှတ်ရတယ်မင်းနေနေတဲ့အသက်40မှာမှဘာမဖြစ်ဘောမှာဘာမဖြစ်တော့ဆိုသူပြောတာရှိတယ်ဆိုတော့ဒါတော့သူပြောတာပေါ့နော်ထားပါတော့ကျွန်တော်တို့40နောက်ပိုင်းမှာဖြစ်တဲ့သူလည်းမရှိမဟုတ်ရှိပါတချို့ပြောနိုင်တယ်မ KFC ပိုင်ရှင်ဆိုလို့ရှိရင်အသက်60ကျော်မှသူသူ့လုပ်ငန်းအောင်မြင်တယ်တို့ပါတော့ဒါပေမဲ့ကျွန်တော်တို့လက်ချိုးရည်လို့ရတယ်ရေပူရပြခုနကကျွန်တော်ပြောလို့ပဲကျွန်တော်တို့ဒီ30နဲ့40ကြားသည်ပေါင်းစုံကနေတော်တော်များပြည့်စုံနေတဲ့အရွယ်လို့ပြောရတယ် ျွန်တော်ဒီရွယ်မှာလွတ်လွတ်ကောင်းကောင်းလို့ဒါပြောလို့ရတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီနောက်ပိုင်းမှာအသက်40 50မှာလှုပ်တာနဲ့ဆိုင်ဒီ30 40ပတ်ချလဲမှာကျွန်တော်လမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့လိုတယ်။ professional အနေနဲ့လှုပ်တယ်ဆိုရင်လည်းဒီ payroll နဲ့ကိုဒီ level တစ်ခုမှာကျွန်တော်တောင်းယူဖို့လိုလာတယ်။ဒါကိုယ်ပိုင်လုပ်ငန်းတွေနောက်ကျွန်တော်တို့ဒီ investment တွေစမယ်ဆိုရင်လည်းဒါဒီသက်တည်းရကောင်းတယ်ပြောလို့ရတယ်။ဒါကြောင့်မို့လို့ကိုနေနဲ့ ငယ်တုန်းရွယ်တုန်းမှာကျွန်တော်တို့လေ့လာစရာရှိတာလေ့လာစမ်းသပ်စရာရှိတာစမ်းသပ်နောက် choice တွေကျွန်တော်တို့အများကြီးလုပ်လို့ရတယ်လဲကြံပြန်ထားလို့ရတယ်ဒါပေမဲ့ဒီအရွယ်ကောင်းဖြစ်တဲ့ဒီ30 40ဒီပတ်ချလဲဆိုတော့ကျွန်တော်တို့ကဒီလမ်းကြောင်းတစ်ခုပေါ့ရောက်နေဖို့လိုပါတယ်တိုးတက်ငွေချင်းနဲ့ CY ဆိုင်ရာဗီဒီယိုတွေပုံမှန်ချင်းရှုနားဆင်ချင်တဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်